ရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုံခြုံပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူချုံနိုင်စောဦးကိုယာရူးမှဖေရှားဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုံခြုံပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူချုံနိုင်စောဦးကိုယာရူးမှဖေရှားဖမ်းဆီးလိုက်ကြောင်းစစ်ဖက်သတင်းရှင်းပြနှင့် CDN ဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောကြားပါတယ်။တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှစတင်၍ ခိုးပုံနီးပညာကျောင်းအုပ်ကြီးဘုံမူကျုပ်တန့်ထင်းဆိုနေတိုင်မှုဘိုကျုံနိုင်စောဦးတို့အကြောင်းပြဿနာတက်ကြကြောင်းတိုင်မှုထံသို့လက်ပေးလက်ယူထားသည့်ကုန်ကားတချို့နှင့်သစ်ကားတချို့ကိုခိုးပုံနီးပညာကျောင်းအုပ်ကြီးဘုံမူကျုပ်တန့်ထင်းဆိုနေတက်နေမှုများကဖန်ဆီးခဲ့ရမှာပြဿနာဖြစ်ပွားခဲ့ကြောင်းရှင်ကိစ္စအတွက်ဘုံမူချုပ်တန့်ထင်ဆိုကနေပြည်တော်သို့တိုင်ကြားရမှယခုကဲ့သို့အရှိပိုင်းတိုင်းတိုင်းမှုဘိုးချုပ်နိုင်စောဦးကိုဖေရှားဖန်းစီသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရပါသည် ဖြစ်တာကတော့ဟူပုံကျောင်းအုပ်ကြီးနဲ့တက်နေမှုတို့ရဲ့စစ်စစ်ရေးအဖွဲ့တွေကတိုင်းမှုကိုခါထားတဲ့ကုံကားတွေနဲ့တစ်ကားတွေဖမ်းဆီးရကစတာညှိကုံကြတာအဲ့ဒီမှာပုံမှုကျောက်တက်ထင်ဆိုကနေပြီးတော့အထီးတိုင်နေအဲ့ဒါနေပြီးတော့ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်းမှုဘိုးချုပ်နိုင်စောဦးနဲ့ကိုရေးအရာရှိဘိုးကြီးရဲသူအောင်ကိုစင်ပြီးဖမ်းနေစေယုံကနေဓာတ်ရိုက်စင်ဖမ်းတာဟုစစ်ဖက်တင်ရင်းတွေကပြောဆိုပါတယ် CDN ဘူကြီးစင်ရောကလည်းအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖန်စီခံရမှုမှာအတီးပြူထားနိုင်ပြီ ဟိုပုံစစ်နီးပညာကျောင်းအုပ်ကြီးဘုံမူချုပ်တန့်ထင်ဆိုတို့အကြားပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ရပ်ပခအရှိပိုင်းတိုင်းတိုင်းမှုဘိုးချုပ်နိုင်စောဦးသူကတေစ25ကဘုံမူချုပ်တန့်ထင်ဆိုနဲ့ညှိတယ်လို့ပဲအကြံပြသရပါတယ်။ဟိုပုံနီးပညာကျောင်းအုပ်ကြီးနဲ့ညှိတာဟုစီဒီအန်ဘိုးကြီးစင်ရောကပြောဆိုပါတယ်။ဘုံမူချုပ်နိုင်စောဦးသည်ရခင်ကဘာထူးတက်မြို့ကြီးတိုက်ခိုက်ရေးသင်တန်းကျောင်းဤကျောင်းအုပ်ကြီးဖြစ်ပြီး 2020ခုနှစ်ဩဂုတ်လအတွင်းတွင်မှအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဤတိုက်မှုအဖြစ်ယာဒူးတုံးမြင့်ခံခဲ့ရသူဖြစ်သည်ဘုံမူချုပ်နိုင်စော်ဦးသည်အရှေ့ပိုင်းတိုင်းတိုက်မှုဖြစ်ပြီး3လနီးပါးအကြာတွင် တရားမဝင် ကုန်သွယ်မှုနှင့်တရားမဝင်စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ယာဒူးမှဖေရှားဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်ဆက်လက်ပြီးနိုင်ငံတော်ဝန်မဲဆင်းစစ်ဆေးသူများပြားကြောင့်စစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းသောကြောင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများကနေသားများခေါ်ယူလူစုလူဝေးပုံစံဖန်တီးကမဲစရင်စစ်နေသူများဟုလိမ့်လဲတင်ပြစေဘေးရှောင်များကိုမဖြစ်မနေမဲပေးခိုင်းနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းရွေးကောက်ပွဲအတွက်မဲစရင်စစ်ဆေးသူများပြားကြောင်းစစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းသောကြောင်းရက်ကွက်ချေးရွာအုပ်ချုပ်ရေးမှူးများကနေသားများခေါ်ယူပြီးလူစုလူဝေးပုံစံဖန်တီးကလိမ့်လဲတင်ပြနေရကြောင်းမြို့နယ်ထွေအုပ်တဲ့င်းရင့်မြစ်တချို့ကပြောပါတယ်။ပထမကြိမ်မဲစရင်ထုတ်ပြန်ကြေညာပြီးနောက် စစ်တပ်ကမင်းစင်းများကိုဖြီးသူများကအုံလိုက်ခြင်းလိုက်လာရောက်စစ်ဆေးကြရန်ထွေအုံများကိုဖြီးအားပေးခိုင်းစေကြောင်းထို့သို့ဖြီးသူများကမဲစရင်များလာရောက်စစ်ဆေးသည့်ဓာတ်ပုံများကိုလည်းစစ်တပ်ထံသို့တင်ပြရန်နှင့်ကြံကြားရေးဝန်ကြီးဌာနသို့လည်းပေးပို့ကြရန်ဖြီးအားပေးကြောင်းမဲစင်းလာရောက်စစ်ဆေးသည့်ဓာတ်ပုံများမတင်နိုင်ပါကဤသည့်အတွက်ကြောင့်မဲစင်းစစ်ဆေးသူနေပါရသည်ဆိုသောထူးချေလွာများတင်ပြခိုင်းကြောင်း ထို့ကြောင့်ရက်ကွက်နှင့်ဂျေးပါအုပ်ချုပ်ရေးအဖွဲ့များမှမိစားဖြင့်လူများခေါ်ယူ၍မဲစရင်စစ်ဆေးသည့်ပုံစံဓာတ်ပုံများလိမ့်လည်ရိုက်ကူးတင်ပြခဲ့ကြောင်းသိရပါသည်။မဲစရင်စစ်ဆေးသူ90ရာခိုင်နှုန်းမကျော်ရင်ရက်ကွက်မြို့နယ်အုပ်ကြီးတွေကိုဖြည့်ရှင်ချက်ထုချွေလွှာတင်ခိုင်းလို့ဓာတ်ပုံတွေလိမ့်လည်ရိုက်ကူးပြီးတင်ကြားကြရသည်။အုပ်ကြီးတွေကဈေးသည်တွေ၊ဘေးတွဲမောင်းတွေ၊ပြည်သူစစ်တွေ၊ဆဲအိမ်မှုရာအိမ်မှုမိသားစုတွေနဲ့ဟဲစရင်လာတိုင်သူတွေကိုလူစုလူဝေးလုပ်ခိုင်းပြီးမဲစရင်လာရောက်စစ်ဆေးသူများပြားတဲ့ဆိုတဲ့ဓာတ်ပုံတွေရိုက်ကြတယ်။ ပြီးတော့နေမြတက်နေမှုနဲ့သက်ဆိုင်ရာမျိုးနယ်ပြည်သူဆက်ဆံရေးနဲ့ပြန်ကြားရေးရုံးတွေစီပေးဖို့ရတယ်ဟုမျိုးနယ်ထွေးအုပ်သတင်းရင်းမြစ်တစ်ခုကရှင်းပြပါဗျ။ထို့ပြင်ရန်ကုန်တိုင်းအတွင်းသို့အခြားဒေသများမှစစ်ပေးရှောင်လာသောစစ်ပေးရှောင်ပြည်သူများ၏လူဦးရေစည်ရင်းများကိုရန်ကုန်တိုင်းထွေးအုပ်ကကောက်ယူနေပြီးထောက်ပံ့ဝင်တဲ့အစားအသောက်များပေးရန်ဟုဆိုကာဆန္ဒမဲပေးရမည့်လျှောက်လွှာများဖြည့်တင်းခိုင်းနေကြောင်းသိရပါဗျ။အခြားနေရာကစစ်ပေးရှောင်လာပြီးရန်ကုန်မှာသကောင်စရင်မရှိခင်ရက်ွက်ရုံမှာဖောင်ပြေးခိုင်းနေ ပထမတော့၆ပတ်ငွေပေးမယ်ဆိုပြီးလျှောက်လွှာပြေးခိုင်းနေတကယ်ဖြစ်ရတဲ့လျှောက်လွှာမေးပေးရမယ့်ဖောင်ဖြစ်နေတယ်အဲ့ဒီဖောင်မဖြစ်ရင်ရက်ွက်မှာနေခွင့်မပေးဘူးဆိုတာမျိုးလို့လို့ဖောင်ဖြစ်ပေးခဲ့ရတယ်ဟုမယံကုန်းမြို့နယ်တွင်နေထိုင်သည့်စစ်ပေးရှောင်ပြည်သူတအူးကပြောဆိုပါတယ်ရန်ကုန်မြို့တွင်နေထိုင်နေသည့်စစ်ပေးရှောင်ပြည်သူများအားလုံးသည်မိမိတို့ရောက်ရှိနေသောမြို့နယ်များတွင်စံနာမဲပေးရမည်ဟုတက်ဆိုင်ရာရက်ွက်နှင့်ချိဖွာအုပ်ချုပ်ရေးအဖွဲ့များကတရားဝင်ထုတ်ဖော်ပြောဆိုလျှောက်လွှာဖြည့်ခိုင်းမှုများလည်းရှိနေကြောင်းသိရပါတယ် ရှင်းပြင်အသက်80နှစ်နဲ့အထက်အသက်ကြီးရွယ်အိုများကိုလည်းကျိုးတင်ဆန္ဒမဲပေးရမည်ဟုဆိုကာရက်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကသက်ကြီးရွယ်အိုစရင်ကောက်ယူနေကြောင်းဒီဇင်ဘာလ28ရက်နေ့မတိုင်မီနေအိမ်များအထိကျိုးတင်မဲများလိုက်လံကောက်ခံမည်ဟုအသိပေးလာကြောင်းရန်ကုန်မြို့နေပြည်သူများထံမှစုံစမ်းသိရှိရပါသည်ဆလပီလေကိကော်ဒေတာတလတာတိုက်ပွဲအတွင်းမှာစစ်တပ်ကဒုတက်ရင်မှုအပါအဝင်150ခန့်တိုက်ဆုံပြီး200ခန့်တန်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပြင်ပြည်နယ်လေခိတ်ကော်ဒေတာကိုတမ22လောက်ခန့်ဖြူဟာ3ဖြူဟာနဲ့စစ်သားအင်အား1200ကျော်သုံးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတလအတွင်းမှာထူးတက်ရင်မှုအပါအဝင်150ခန့်ထိဆုံးပြီး200ခန့်ဒဏ်ရာရရှိကအထိနာနေတယ်လို့ပူပေါင်းစစ်ဆင်ရေးမှုဘုံမှုတူရာစောထားဘောကသတင်းဌာနကိုပြောပါရယ်စစ်တပ်ကလေခိတ်ကော်ဒေတာကိုစက်တင်ဘာ23ရက်ကစပြီးတမန်22လအောက်ခံတရင်တွေကို3ရင်း W ဟာဖွဲ့ပြီးဖြူဟာ3ခုနဲ့ခွဲပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ ဖြူဟာ221ဖြူဟာ222ဖြူဟာ223ဆိုတဲ့၃ဖြူဟာနဲ့တဖြူဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ဘုံမူသူရစောတာဘောကပြောပါတယ်။တက်မတခုတက်ရင်100ရင်နဲ့စစ်မြေပြင်မှာတော့တက်ရင်ကိုရင်ဖြူဟာ၃ဖြူဟာနဲ့ထိုးစစ်စင်နေတယ်တပြူဟာကတော့တောင်ရှိကြောက်ကူဘက်ကထိုးစစ်စင်နေတပြူဟာကလေကိကော်တွေကိုထိုးစစ်စင်နေတပြူဟာကတော့ထီမေဝါခိဘက်ကနေထိုးစစ်စင်နေလို့ပူပေါင်းစစ်စင်ရေးမှုကသတင်းဌာနကိုပြောပါတယ် တလတာအတွင်းတိုက်ပွဲပေါင်း45ကြိမ်ခန့်ဖြစ်ခဲ့တယ်လို့နေ့စဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်နေပါတယ်။ရှစ်ခုရက်ပိုင်းတိုက်ပွဲတွေမှာလည်းစစ်တပ်အထိနာပြီးဖိအိုဖျက်ဖြစ်နေတယ်လို့လည်းဖော်မူကဆိုပါတယ်။လေးကိကော်တိုက်ပွဲမှာ23ရက်ကစတာအခုဆိုရင်တလပေါင်းတလအတွင်းထဲမှာရန်သူအများအများထိခိုက်သေးဆုံးမှုတွေရှိတယ်။တလအတွင်းမှာလက်လက်နဲ့၄ဦးအလင်းဝင်လာတယ်။မြေပြင်မှာတင်းစီရမိတဲ့လက်နက်က၅လံဖမ်းစီရမိတာက၁ဦး၊ဖြူဟာ၃ဖြူဟာနဲ့ထိုးစစ်ဆင်လာတယ်။900တော့မရှိဘူး။စာလာကလေးက1200ဆိုတော့ ဂျပူဟာကိုအင်းအား400လောက်ပုံအခုဆိုရင်သူတို့ဖွဲ့စည်းပုံတော်တော်လေးကိုဖျို့ဖျဲဖြစ်နေပြီအခုဆိုဂျပူဟာ300လောက်ပဲကျန်တော့တယ်လို့ဘုံမူသူရာစောထားပေါ်ကပြောပါတယ်စက်တင်ဘာ23ရက်ကစားတဲ့ 6K ကိုတိုက်ပွဲတလတာအတွင်မှာစစ်ကောင်စီတပ်ကတူးတည့်ရမှုတအုပ်အပါဝင်150လောက်ထိဆုံးပြီး200ကျော်ဒဏ်ရာရတယ်လို့လည်းဘုံမူကဆက်ပြောပါတယ်ထိဆုံးတာကအတီးပြုလို့ရတာမြေပြင်မှာကတော့150လောက်ရှိတယ်ထိခိုက်ဒဏ်ရာရတာက200လောက်ရှိတယ်ဒေသုံးနဲ့ထဲမှာယာရူးအမြင့်ဆုံးက ဂျူရင်မှုတယောက်ပါတယ်လို့ပြောပါတယ်။လေကီကော်ဒေတာတိုက်ပွဲတလအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးမြေပြင်မှာတင်စီရမိတာကလက်နက်၅လက်နဲ့စစ်သားတအူဖမ်းမိရတယ်လို့လည်းဆိုပါတယ်။ဒီနေ့လဲတယောက်ထပ်ဝင်လာတယ်လက်နဲ့တလက်နဲ့လို့ဘုံမှုသူရစောထားဘောကဒီကနေ့အောက်တိုဘာ23ရက်မှာပြောပါတယ်စစ်တဟာလေကီကော်ဒေတာတိုက်ပွဲအတွင်းမှာစစ်မှုတန်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအုံပြုထားတယ်လို့လည်းသူကပြောပါတယ် စစ်တပ်ကအများဆုံးစစ်မှုထမ်းဥပဒေမှာဖမ်းဆီးခေါ်ဆောင်လာတဲ့ပါစပြည်သူစစ်တွေသူတို့ကိုတော့များသောအားဖြင့်စစ်မြေပြင်မှာအသေးခံခိုင်းတာတော့တွေ့ရတယ်။စစ်မြေပြင်မှာပြေးတာတို့ဖမ်းမိတာတို့တေးတာတို့ကြီးချင်းအားဖြင့်ပါစတွေကများတယ်။စစ်မှုထမ်းတွေများတယ်လို့ဘုံမှုသူရစောထားပေါ်ကပြောပါတယ်။လက်တလုံးမှာတော့ဒေါ်လာရေးတက်တွေဟာမင်းလက်ပတ်နဲ့ဖလူချေးရွာဘက်မှာစစ်တပ်ရဲ့စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်နေတယ်လို့လည်းဘုံမှုကပြောပါတယ်။တိုက်ပွဲတွေအတွင်းဒေါ်လာရေးတက်တွေမှာရဲဘော်အချို့ထိခိုက်ကြဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့အရေးအတွက်ကိုတော့မသိရသေးပါဘူး။တလတာလီခိကော်ဒေတာတိုက်ပွဲအတွင်းမှာစစ်တပ်ဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ဒေတာကန်ပြည်သူ၅ဦးသေဆုံးပြီး၂ဦးဒဏ်ရာရခဲ့ပါတယ်။ဒါပြင်နေအိမ်ပေါင်း100နဲ့ချီမိရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်ဒေတာကန်ပြည်သူအများအပြားဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေတာကန်တချို့ကပြောပါတယ်။ဆက်လက်ပြီးဖေကုံမိုးပြဲတွင်တိုက်ပွဲများပြင်းထန်နေပြီး PNO 90ကျော်သေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းတောင်နဲ့ကရင်နီနယ်ဆက်ဖေခုံမြို့အနောက်ဘက်နဲ့ မိုးပြင်းနယ်အတွင်းတော်လန်ရေးတပ်များနှင့်စစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များရပ်ပိုင်းအတွင်းတိုက်ပွဲများပြင်းထန်ခဲ့ပြီးတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်50ကျော်သေဆုံးပြီးဖမ်းဆီးရမိသူများလည်းရှိနေကြောင်းတော်လန်ရေးတပ်ဖွဲ့များထံမှသိရပါတယ်။အော်တိုဘာလတတိယပတ်အတွင်းဖြစ်ပွားခဲ့တဲ့ဖေခုံမြို့နယ်တောင်စလုံးမြောက်စလုံးချင်းရွာတိုက်ပွဲများအတွင်းရင်းကဲ့သို့ PNO ပြည်သူ့စစ်များသေဆုံးခဲ့ရခြင်းမှမှန်ကန်သည်ဟုအင်လီ1009 PDF တရင်ကအတည်ပြုပြောဆိုပါတယ်။ တော်လည်တက်တွေရဲ့စီရေးပြူဟာတက်ကွင်းမှာတည်ကြတာမြောက်စလုံးဘက်90ကျော်တည်တဲ့စာခ PNO အကောင့်ကြီးတွေပါတယ်ဟုအင်းလေး1900တက် IPTF ပြန်ကြားရေးအင်းသွေးညီကမဲခေါင်တို့ယနေ့အောက်တိုဘာ24ရက်တွင်ပြောပါတယ်ထို့ပြင်မိုးပြင်းနဲ့တိုက်ပွဲများအတွင်ဖမ်းဆီးရမိတုံပန်းများရှိခဲ့သည်ဟုသိရပါတယ်တော်လည်တက်များတွင် KMDF PNDF KK ရှမ်းတောင်တထောင်ချောင်း1900 IPTF တက်ရင်များနှင့်အခြားတက်ရင်တက်ဖွဲ့အများပြပူးပေါင်းပါဝင်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ် လက်ရှိတွင်ဖုံးလိုက်များမရတော့သဖြင့်လင်းများပြတ်တောက်လျက်ရှိပြီးတိုက်ပွဲသတင်းများထုတ်ပြန်ရန်တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များကကြိုးပမ်းနေကြကြောင်းသိရပါသည်။အောက်တိုဘာ15ရက်ကဖြစ်ပွားခဲ့တဲ့တောင်စလုံးတိုက်ပွဲအတွင်း PNO ဘက်မှအကြီးပိုင်းများနှင့်စစ်ကောင်စီစစ်ကြောင်းမှုတို့တေဆုံကြောင်းသိရပါသည်။မိုးပြေခမရ422တပ်တွင်အစီဝေးတွင်ရှီမန်းတီတဲ့ပေါ်ဆလွန်နေသုံးဖွဲ့သုံးလန်းခွဲတက်ပါဆိုတာကိုခေါင်းမာပြီးတလန်းနဲ့တက်သွားတာကိုဟိုကရွာကထွက်လာကလေးကမြင်နေရပြီးသား ပေါ်ဆလုခံရတာဟုစစ်ကြောင်းမှုများအစုခံရကြောင်းအောင်ပန်းကရင်900ဆေးရုံကလောဆေးရုံနှင့်ပင်ချိုင်းများတွင်နှာရည်များပြုလုပ်နေကြောင်းဒီပြင်သတင်းများအရသိရှိရပါသည်